ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာသူမောင်ရဲ့အရက်သမားအမားတခါတည်းကနောက်ထပ်အပိုင်းတစ်ခုနေနဲ့တခါမှားတခါမိဆိုတော့ဆောင်းပါဦးကျွန်တော်ဖတ်ပြချင်ပါတယ်ခင်ဗျာတခါမှားတခါမိတခါတော့တခါမှားတတ်တော့ကျွန်တော်ဒီတခါမှားတခါမိလည်းဖြစ်တတ်ပါသည်မိလည်းဆိုလို့ ခေစကားလိုရကောင်းသည်ဇိမ်းရှိသည်ဟုမဆိုလိုပါတကယ့်ကိုတခိုးလူမိတလို့အဖမ်းခံမိခြင်းဖြစ်ပါသည်နောက်ဖြင့်မေးစရာရှိသည် သူ့မောင်ရက်တော့တာတနိုင်ငံလုံးလူအသည့်မဟုတ်ပါလောဟုနေရမရွေးလူမရွေးနှင့်ဗျောင်တော့တီကမဟုတ်ပါလားဟုမှန်ပါသည်ကျွန်တော်ဒီအရက်နှင့်ပတ်သက်လာနေတွေ့မဆောင်ဖြစ်ခဲ့ပါသည်တော့စတော့ကလေးကဘသူရှိမှမဆောင်ပဲနောက်ခဲ့ပါ၏သို့တော့ချင်းချက်အနေနဲ့ကပုံကူတယောက်ရှိပါ၏ ဟုတ်ကဲ့ဖခင်ကြီးရှိတယ်ဖြစ်ပါသည်အရက်ဆန့်ကျင်ရေးဖခင်ကြီးရှိမှာတော့ကျွန်တော်မတော်ဝင်ခဲ့ပါ ဖခင်ကြီးကွယ်လွန်ခြင်းအထည်ဖြစ်ပါသည်ဖခင်ကြီးရှိမှာမတော်ဟုဆိုသဖြင့်ကွယ်ရမှာတောက်တာတော့တေချာပါပြီတိတာတိစေမမြင်စေနဲ့တရောကျွန်တော်တောက်တာအဖေတိတိလက်ပူလက်ကြကမမြင်ခဲ့ကြီးသို့တော့တောင်မန်းတိသွားခဲ့ဒီကတော့အချိန်ချင်းဖြစ်သည်အဲ့ သိယုံမကမိသွားသည့်အဖြစ်အပျက်များကိုယခုကျွန်တော်ပြောပြပါရောင်းမည်ကျွန်တော်ဖခင်ကြီးသည်အချားအာယုံချို့တဲ့တော်ကြောင့်အမြင်အာယုံလဲမကောင်းသဖြင့်အနတ်ခံအာယုံကအလွန်ကောင်းသည်ဟုခြင်းပါသည်အဖေသည် secret alone ကြိုက်သူဖြစ်လေရာကျွန်တော်တို့သူ့ရှိ secret တောင်းနေလင်းဘာသာစိတ်ဟူ၍ပင်တတ်အပ်ပြောနိုင်ပါသည်သူ့ကြတော့ secret လက်မလဲအောင်တောက်ပြီးကျွန်တော်တို့တော့အရက်နှစ်ပတ်သက်ရင်လုံးဝ ခွင့်မလွတ်တဲ့သို့တော့ထိုမြအရက်ကိုမကြည့်ခြင်းတော့အောင်မုန်းသဖြင့်လဲတခုတော့ကံကောင်းသည်နှကောင်းအယုံကောင်းတော်လဲအရက်နှံကိုကောင်းစွာမသိခြင်းဖြစ်ပါသည်ဆိုပါစို့ဒံယံအနာပြရလေးတခုခုဖြစ်လျင်ကျွန်တော်အရက်တောက်ထားတော့အဖေမသိတော့ချီအကြောင်းကအရက်ပြန်ကိုအနာပဝန်းကျင်ရွှဲရွှဲလိမ့်လိုက်တော့အဖေက separate အနံနဲ့အရက်ပြန်အနံကိုရောထွေးသွားပြီပေါ့တခါကလည်းအဲ့ခံဘွက်တခု အဖေနဲ့အတူသွားရမတက်သား၍အဖေလက်တွင်ဝီစကီတစ်ခွက်နှိပ်လိုက်အပြန်လမ်းရောက်တော့ဟဲ့မင်းမဆက်ကဘီယာနိုင်ရတယ်ဟုပြောလေသည်ညီတို့ပင်ရှိစေအမူအရာကိုကြည့်၍အဖေက အကင်းပါစွာသိနိုင်သည်အချောင်းအိုင်ကိုချိုးတက်သဖြင့်လည်းသူ့ကိုစကားကြည်ကြဲအော်ဟစ်ပြောရသောကြောင့်ပါဇက်မှထွက်သောလေလုံးများမှတစ်ဆင့်အနက်ရသွားနိုင်သည် အရက်လုံးဝစန့်ကျင်နှိမ်နေသမားဖခင်ကြီးရှိရှောင်းသိမ်းရသည်မှာမလွဲပါတကယ်တော့တကယ့်ကိုစွန်စားခံခြင်းဖြစ်ပါသည်အရက်စတောက်သက်ကစားတော့မူးအောင်လဲတောက်တာမဟုတ်ထုံးတဲ့အတိုင်းတောက်ပြီးအစားများများစားမလကာရွက်ကြက်သွန်ဖြူပီကီစသဖြင့်ဆရာဆရာများ၏အညွန်တိုင်းပြီးမှအဖေနှစ်မျက်နှာချင်းဆိုင်ညာတော်အဖေကတော့အဖေနှစ်တွေ့เสียအကြောင်းမရှိမှတောက်ပါသည်တောက်ပြီးရင်အဲ့ရ တန်းဝင်ယုံသာရှိသည်ကိုကလည်းတောက်လက်ဆအဖေနှစ်ကလည်းတွေ့ကိုတွေ့ရမည်ဆိုရင်စောစောကနေများကိုတုံးရ၏ဒီလိုနှစ်အနေကြာလာတော့အဖေအမူအရာပြတ်လာ၏ဟုတ်ပါသည်ကျွန်တော်အမူအရာပြတ်ခြင်းမဟုတ်အဖေအမူအရာပြတ်ခြင်းပါဘယ်နဲ့ဒီသားဖန်ရဲ့အတူနေတာသူ့မျက်နှာအမူအရာ ိုမျက်နှာမူအရာခြေပြတ်တွေကိုမသိရှိပါမလား။ဒါကြောင့်မူလပုံမှန်အမူအရာမှကျွန်တော်ပေါ်တန်တရားမကင်တော့မျိုးလုံးများကိုရင်ဆိုင်လာရတော့အခါကျွန်တော်ဒီဆောက်ချိုးပြောင်းရတော့ဤအရက်ကိုမြ мян အရင်သပြီးအပေါ်ကအစာဖိနောက်ဆုံးမှရေကိုပစားဆဲထည့်လောင်းပြီးမှဆော့ဆော့ကပြောခဲ့တော့အနမ်းပြောက်သေးစားတွေဝါအရက်တို့တဘာဝမှာတောက်ပြီးပြင်းအနမ်းမထွက်သေးပါမူလည်းမမူသေးပါသူကကြာမှအစွမ်းလေးပြသည် ဒီတော့အချက်ပါနေတိုင်းတောက်ပြီးပြီးချင်းအဖေကိုတွေ့เสียရှိတာမြ мян တွေ့ရသည်လူကမမှုသေးအရက်ကအနတ်မထွက်သေးမဟုတ်လားဒါရောဟဲ့ကျက်သွင်းပြီးပြီလကားနေမစားနဲ့ယောဂရမယ်ဟုရိတ်ဖန်တန်ဖန်ပြောလာတဲ့ဖြင့်ညီးပြောင်းရသည် PK ဝါတော့လဲပါဇက်အားနေလားပြောခံရမလကာရွက်ကလည်းနေရာတိုင်းမရှိနိုင်ကိုဝါမှုကတော့အရက်ထပ်ပေါ်ရဲ့အဖေမုံးတဲ့ဖြင့်ပ้ายိုက်ခံမှာတေချာတယ် ကွမ်လွန်သူနာမည်ကျော်မင်းသားကြီး၏နီလန်းကမဆိုးတော်လဲရိတ်ခါရှာပါမှုကြောင့်မနှိပ်သူ့ဤကနောက်ဆုံးအစပိတ်ထောပတ်မျိုးချရတယ်။နောက်ဆုံးကျွန်တော်ဖာသာတီထွင်ထားသောဤကတော့ရန်ကောင်းတက်တာဖြစ်ပါသည်။မပြောသည့်တလုံးကိုမဝါဘဲအလောတော်ကြိုက်ကြိုက်ပြီးမျိုးချခြင်းဖြစ်၏။ဘာပဲဖြစ်ဖြစ်အဖေမိသွားရတာပါပဲ။အတုဟုမူအရတ်တို့၏တဘာဝမှာပါဇက်မှသာအနတ်ထွက်ခြင်းမဟုတ်။ ထွက်တတ်ဖြင့်နှာခေါင်းမှလည်းထွက်ပါ၏ပါဇက်ကိုတခုခုဝါပြီးပိတ်လို့ရတော့လဲနှာခေါင်းကိုကပိတ်ထားလို့မရပါအဖေရှင်မှာစကားပြောခြင်းအသက်ကိုရှူတာရှူပြီးထွက်တတ်ကိုပါဇက်ကမှုတ်ထုတ်သောနည်းဖြင့်ကာကွယ်ရေးလုပ်ခဲ့ရပါ၏သို့တော့တနေ့တော့ကျွန်တော်အိတ်မောကြနေစဉ်ဘာစိုက်ကူပါတယ်မသိအဖေသည်ကျွန်တော်အိတ်ခန်းသို့ကူလာပြီးကျွန်တော်ပါကိုဖောပွားညင်တာနမ်းလေရာအားရပါရမှုတ်ထုတ်နေသောထွက်တတ်လေးကိုရှူမိပြီး ကျွန်တော်ပောက်ထားတာတွေဘူးပေါ်တလို့ပေါ်ကုန်ပါတော့ဒီအဖေက ကျွန်တော်တို့ကိုသူဆုံးပါကန်နေအကြည့်ဖတ်ရန်နှမ်းလျှောက်တတ်ပါသည်နောက်တနေ့မနက်ကျွန်တော်အိပ်ရာနို့တော့ကျွန်တော်သွားတိုက်တန်းတွင်အရက်ဆန့်ကျင်ရေးစာတောင်းချိတ်ထားသည်ကိုတွေ့ရပါသည်ဒီလိုနဲ့အရက်ဆန့်ကျင်သောအဖေကို ကျွန်တော်ကဆလိတ်ဆန့်ကျင်ရေးစာပြန်ဖို့အဖေက ထက်ရေးကျွန်တော်ကထက်ပြီးစာပြန်နဲ့စာချင်းစကနိုင်လူရရာနောက်ဆုံး တစ်လုံးနဲ့တော့ဆဲစာဖြင့်ကျွန်တော်အရှုံးပေးခဲ့ရပါသည်ထို့အကြောင်းကိုအကျေတဝင့်တာတုတုတုမောင်တိုက်ပွဲဟုသောပျော်စရာကွန်စကားစာတပုတ်ကျွန်တော်ရေးခဲ့ဥပါသည်ဒါကပထမဆုံးအချိန်ကျွန်တော်အရင်တော့တာကိုဖေးမိသွားခြင်းပါသည်နောက်တစ်ချိန်က1980ပြည်တော်စုပြည်သာကပွဲတိုက်ကစံပွဲမှာပါ ထို့ပွဲတွင်ကျွန်တော်ကအဖေစီစဉ်သောအဖေစီစဉ်သော ပြားစာတစ်ပုဒ်တွင်တရုပ်ဆောင်လာပါသည်။နေ့လယ်အတန်သွင်းညပြားစာကနှင့်အလုရှုံနေခြင်း။အေးပုံမှာလည်းပထမဆုံးသောဘိုက်ကပူကောင်းသောမွေးရဆေးခြင်းကျွန်တော်စိတ်ကရောက်ရခန့်နေသည်။မူလပင်ကိုကင်မရာရှိတရုပ်ဆောင်လာမှာကိုပင်ရှက်တတ်သောကျွန်တော်မှာလူထောင်တောင်းချီနေသောပြည်သက်ရှိဘလောက်ရင်တုံဒူးတုံဖြစ်လိုက်မည်ကိုစဉ်းစားတာကြည့်ပါ။ပြားစာကဟုတ်တာ ဒါပထမဆုံးအကျင့်ဖြစ်သည်နောက်ဆုံးမတက်တာ၍ကျွန်တော်အရက်တော်ပြီးစင်ပေါ်တက်ရ၏သို့တော်မူးအောင်တော်မသောအာရှင်ယုံမြအကြောက်ပြေယုံမြသာတောက်ပါသည်စောစောက ပြောခဲ့သည့်ဤကိုလည်းသုံးခဲ့ပါသည်ပီကေရောထောပတ်ရောငပြောသည်ရောအကုန်စားခဲ့မြူခဲ့ပါသည်လိုရမရဆိုသလိုပင် မိန့်ကတ်ခံသွားပြီးမင်းသမီးခင်တီယာတော်ထံမှရေမွေးတောင်ဆွတ်လိုက်သည်မိန့်ကတ်ခံရောက်တော့သူတို့ကဟဲဘို့သူ မျက်နှာပြောင်ကြီးနဲ့တော့လာလာမိန့်ကလေးနည်းနည်းပုတ်လိုက်ဟုစေဒနာနဲ့လာမြှောက်ပေးတာလားမသိဝိုင်းပြောကြသဖြင့်ဘယ်တော့မှမိန့်ကမလိုဘူးတော့ကျွန်တော်မိန့်ကလူမိကျွန်တော်ပြောခဲ့ပါသည်ရက်တို့သဘောတဘာဝမှာချက်ချင်းအချက်မပြဘူးဟောအိမ်ငါအထွက်သွေးပူအောင်ခိုးတော့ခဲ့တော့အရက်ကကိုယ်စိတ်မကြသေးခင်တွင်တကူပြပါလေပြီမူးအောင်မနစကားရှင်ုံတော့တဲ့ဖြင့်မိန့်ကလူကန်တဲ့မင်းသမီးများ သူတို့နောက်လိုက်များနဲ့ကျွန်တော်တယုံယုံဖြစ်နေပါပြီကောသူတို့နဲ့ဘယ်တော့ငါမှပယောပယေမနေတတ်ခဲ့ဘူးတော့အလွန်တီကြည်သူဟုနာမည်ကြီးသော သူ့မောင်ဘူးကောင်တယောက်လာလာ မိမရှာများနဲ့ထိတ်ပုတ်ခေါင်းပုတ်ဟိုပုတ်ဒီပုတ်ထိုးစင်ပါမယ်အေးပုံရုတ်တရက်ဘိုက်နာလာလို့ပါပွားစိမ့်ုံပို့လိုက်ပြီးဟူသောတခြင်းကကြိုက်ကဆန်ကွင်းထဲထိရောက်လာသည်အိမ်မအလုတမတယောက်ကဇက်ယုံလိုက်ပြောရာကျွန်တော်ကိုရှာမတွေ့ ဖေကိုတည်င်းဖို့အဖေကဇက်ရုံအနှံ့လိုက်ရှာတော့မှလာလာကျွန်တော်ကမိကခန်းထဲမှာမျက်နှာအရေးသားနဲ့အဖေသည်ကျွန်တော်ကိုကြည့်ပြီးမျက်စိမျက်နှာအတော်ပြတ်သွားပါသည်ပြီးမှသူ့အင်ဂျီရောကျွန်တော်တိတ်ခါကိုပါဆယ်ပြီးသားအေးမွန်ဆေးရုံရောက်ပြီးငွေရောမဲ့ခြင်းနဲ့ဘုကလေးတင့်အောင်ကိုတွမ်းပေးကြော်ဟင်းနဲ့ခင်သန်းနှုတ်ပြဆက်အရင်ထွက်မလားပါရင်ထွက်ရမလားလို့ဟိုမှာအေးမွန်အရေးကြီးတယ်ပြောပြ ဘဘဘိုးကလေးတင့်အောင်ကြီးခွင့်ပြုချက်ဖြင့်ကျွန်တော်ပြဆက်အရင်ထွက်ခွင့်ရခဲ့ပါသည်ပြဆက်ကပြီးပြီးချင်းတယောက်တည်းမော်တော်ကားတအားမောင်း၍ဈေးုံသို့ပြေးပါသည်မမီတော့ပါအေးပုံကမွေးပြင်းညစ်လေပြီညံလိုက်တယ်မိန်းမဈေးုံမှာပဲအဖေထံတယ်လီဖုန်းဆက်အကြောင်းကြားလိုက်တော့ခွေးကောင်ဟမ်ခွေးကမင်းတောက်ထားရမလို့လားဟုစီးပြောပါသည်မတောက်ပါဘူးဖေဖေမတော့ရင်နိမေကလေးမုံမိန့်ကတ်ထဲရောက်နေရမိန့်ကတ်ခံနေရောက်နေရလား မင်းဘယ်တော့ကမင်းကပ်ဘူးလူဘူးလို့လဲဘယ်တော့ကမင်းသမီးတွေနဲ့ဟီလာတိုက်ဘူးလို့လဲကောင်းပြီမင်းဒီညတော့မင်းမိမှဒါပဲနေလိုက်မလက်ဖန်မှာမင်းကိုနေရင်အုပ်မယ်ခု၍နေရင်အကျွေးရိုက်လိုက်ပါလိမ့်တကယ်တော့ကျွန်တော်ပြောသလိုအဖေလေးပျော်သွားပုံရပါသည်နောက်တစ်နေ့နေရင်မရိုက်ဖြစ်ခဲ့ပါကျွန်တော်တောက်တာကိုအဖေတိတော်လဲလက်ပူလက်ချက်မိတာကတော့ယခုပြောပြသည့်အကျိန်နဲ့ပေါင်းမှ၃ချိန်သာရှိပါသည် 1980တွင်မှပင်ဖြစ်ထို့တချိန်တွင်တော့ငပလီတွင် ရုပ်ရှင်သွားရတုန်းကဖြစ်ပါသည်ဝီလွန်လွန်ဆိုသည့်ဇာတ်ကပါဒါရိုက်တာကအကိုမောင်ဝနမင်းသားကဥစိန်မြင့်နှင့်ကျင်တော်ထိုစဉ်ကမောင်ဝနသည်တောက်ကောင်းတုံးဖြစ်ခုလိုဖះเจ้าတကာမဖြစ်သည်ကျွန်တော်နဲ့စိန်မြင့်ဆိုတာကတော့ပြောစရာမလိုထုတ်လို့သူကလည်းဥစိန်မြင့်ကိုရမင်းဖြစ်လေအာဘာပြောကောင်းမည် စူရလိုက်သုံးကောင်ငပလီပင်လေပင်နဲ့လှုပ်လိုက်သည့်အလားပေါ့အဖေနဲ့မိုင်မောင်းများစွာကွာဟနေသောရခိုင်ရုံးမှကြီးကာစီထားတဲ့နေရာ ကိုမင်းကိုချင်းတောက်ချင်းတိုင်းတောက်နေကြပြီပေါ့မှတ်ချက်အဖေကိုကျွန်တော်တို့ညီကိုပြင်ဥစိန်မြင့်ကလည်းတော်တော်ကြောက်ပါသည်အရက်ဤတဘာဝကိုနည်းနည်းထပ်ပြောပြရပါအောင်မည်အရက်ကောင်းလို့မည်သည်ဒီကနေ့အဝနောက်တော်လဲမနှက်ဖြန်သွေးကမတောင်းကျင်တတ်သည် အယံ့ညံ့တို့မူကားဒီလိုနေ့မြများတောင်းလျင်မနက်ဖန်အသာထလို့ဒီနေ့ညာရင်းပင်တယုန်နုထပြီးတောင်းတတ်တယ်လေငပလီလိုနေရာမှာဟိုစင်ကအယက်ကောက်တိတ်ပြီးရှာမလွယ်ပါရယ်သည့်တိုင်အောင်ဥဆောင်သူသုံးဦးမှာခေါင်းဆောင်ကောင်းပိတစွာအယက်ကိုတီချမတော့တဲ့နောက်လိုက်ငယ်သားများနဲ့ကြံတပြည့်ရဲ့ထိုင်ဝိုင်းဖွဲတောက်တော်ဟူ၏ ကျောင်းမိသူနှင့်ကွင်းကပြီးလှနှင့်ကြည်၍အရက်ညက်များကိုသာမှီဝဲနေကြလေရာအရက်စာသောတံကိုမကြာခဏခံစားရလေရောသည်ဒီတော့ဘာဖြစ်သနည်းညတော့ရကညံ့နေနေလေနောက်နေ့နေလေဟောနောက်ဆုံးမိုးလင်းထတော်သည့်အနေထားသို့ရောက်ခဲ့လေရောသည်သို့သောဘာရင်းနီးအဖေနှင့်တွေ့ရမည်မှမဟုတ်တာသို့သောအရေးတော်ကပေါ်ပါလေပြီကင်မရာပြတ်သွားခြင်းဖြစ်၏ကင်မရာက ်အဖေပိုင်ကင်မရာအဖေသည်သူ့ကင်မရာနဲ့မော်တော်ကားကိုဘသူပြင်သားမှမကြိုက်သူဖြစ်၏ပြတ်သောနေရာတွင်လက်ရမပြတ်ဒီအတိုင်းထားသူ့လိုက်နာမည်ကိုယ်တိုင်ပြင်ပြီးဒါထုံးစံဖြစ်နေ၏သူစဉ်ကလည်းကင်မရာပြတ်သွားသည်ဖြင့်ရန်ကုန်အဖေထံဖုန်းဆက်အကြောင်းကြားရ၏အဖေကလည်းထုံးစံတိုင်းဒီတိုင်းထားမတိနဲ့မကလိနဲ့ငါမီယာလေးနဲ့လိုက်လာပဲတဲ့။ဒီမြကြီးကျယ်သောပြဿနာတွေတွင်ကျွန်တော်တို့၃ယောက်ဤ အရက်ဆာလာမှုထိန်းသိမ်းရေးကိစ္စကလည်းတတ်မှောက်ဖြစ်လာခဲ့ပါတော့သည်ပြောခဲ့ပါပကောအရက်ညံကိုတလကိုတနေတောက်ထားမိပြီဟုအဖေရောက်လာရင်သူ့ကင်မရာပြင်ပြီးချက်ချင်းလေရင်ဖြင့်ပြန်ပြီးဆိုပေသည့်၃ရက်တော့ငပလီမှာကြာပါသည်ထိုစဉ်တွင်ကျွန်တော်တို့ဇိုးသမား၃ယောက်မှာအလူးလူးအလိမ့်လိမ့်ပေါ့မတက်သားတော့လေခိုးတော့ကြပေါ့အထက်ကကျွန်တော်ပြောခဲ့သောကာကွယ်ရေးများ၃ညပေါ့ ။ညီတို့မင်းရှိစီအဖေကတော့မိသွားတာပါပဲ။ဒီတချင်မိဘုံမင်းကြီးကလည်းအနှံ့ကြောင့်လည်းမဟုတ်အမူအရာကြောင့်လည်းမဟုတ်ကျွန်တော်တို့အတုံးတော်ပလင်းများကကိုယ်တိုင်တက်တည်ထွက်ကြသောကြောင့်ဖြစ်ပါ၏။ငပလီတွင်ကျွန်တော်တို့တဲခုသောရိတ်တာသည်ဆောက်ခါသာဖြစ်၏။အခန်းများတည်တံ့မကန်ရသေးပါ။ရှိသမျှအခန်းကိုလည်းမိမနာတွေကိုလုံခြုံမှုအတွက်ပေးလိုက်ရသဖြင့်ယောက်ျားသားများကဝရန်သာတွင်တန်းစီအိတ်ကြရ၏အဖေရောက်လာတော့ အဖေခင်ဗျာလဲကျွန်တော်တို့နှစ်ပင်ဒုဒုပေါင်းဖက်အိတ်ရပါပြီခတ်တာက အဖေကိုအားနာခြင်းထက်အရက်ကို ပေါ်ပေါ်ထင်ထင်တောက်မရခြင်းဖြစ်အရက်ပလင်းများကိုလည်းအရင်လိုကိုယ်ခောင်းရဲမှာကိုထားပြီးဥချမအိတ်နိုင်တော့ပါမိဖို့ကြောင့်တွားထားဖို့ရကလည်းအဖေသည်မထင်ရင်မထင်သလိုကိုယ်တိုင်မိဖို့ကြောင့်ဝန်မှုတတ်သူဖြစ်နေ၏ထို့ကြောင့်ဟိုလိုလိုတီလိုလိုနဲ့စားနောက်ဆိုင်တဲ့ဘက်ပြေးမောကြရ၏အဖေကလည်းညမအိတ်တော့ ညလူဖြစ်သောကြောင့်မိုးလင်းမိုက်အဖေအိပ်ပြီးမှထပြီးတောက်ပါ၏သူကညကလေးကအရက်ပလင်းများဝယ်ထား၏တဲတောင်ဆက်ဆက်ခုံမှာပွားမြုပ်ထားလိုက်ကြရ၏မနက်အဖေအိပ်မှထနှိမ့်မိဟုသို့သောကျွန်တော်တို့သည်ပင်လေဤမာယာကိုမသိချကြတကားတညာလုံးအတက်ကြံသောဒီရည်သည်ကျွန်တော်တို့မြုပ်ထားသောပလင်းများကိုတဲထဲမှပေါ်ထုတ်ပြီးတဲခူဆောင်ချင်းတို့ ဥခိုက်ပို့ဆောင်ပေးတဲ့ချင်းမာယာရှိသေးတယ်ကတိုက်တိုက်ဆိုင်ဆိုင်အိမ်မပြောတဲ့ဖြင့်နက်နက်စောစောလမ်းအထချောင်းပြီးအဖေကောင်းရင်တက်တက်မှာအစီအီပလင်းများကိုဘားကောင်တာကဲ့သို့ပြနေပါရောလားအဖေကတတော်လှင်ပါသည်ထိုကိစ္စကိုသူမသိကြင်အောင်ဆောင်နေလိုက်ကျွန်တော်တို့ကလည်းအဖေမသိသေးဟုထင်သဖြင့်အဖေအိပ်ရဝင်တော့ခါအားရပါရမှီဝဲကြလေ၏ကျွန်တော်တို့တောက်လို့ဝါလောက်မှအိပ်ရလည်းပြန်ထား အိပ်ရာထဲမှာပြန်ထလာပြီဟေ့ဟိုဇိုးသမားသုံးကောင်လာကြစမ်းကျွန်တော်တို့မှာတောက်လက်စပလင်းများကိုဖွက်ပြီးပါဇက်ပင်မစေးနိုင်ပဲအဖေရှိမှာတန်းစီရက်လိုက်ကြပါတော့သည်အဖေသည်ကျွန်တော်တို့ရှေ့တွင်ဂုံပြူတက်ဖွဲ့စစ်စေးနေသောဧည့်သည်တော်ကြီးပမာခောက်တုတ်ခောက်ပြန်ရှောက်နေသည်ပြီးမှဟေ့အောင်စိတ်မြင့်ပါဇက်ဟာဟာလို့လှုပ်စမ်း ဟာလို့လှုပ်ဆန်းဆိုတာပါဇက်မှ ထွက်သက်လေထုတ်ကန်ခြင်းဖြစ်ပါသည်ဥစိန်မြင့်ကဟာတော့လှုပ်ပါသည်သို့တော့သူကလူလဲပါဇက်မှထွက်သက်မမဟုတ်ပဲရှိုက်တင်ပြီးဟာဟုအတန်ပြူပါသည်ဟဲ့အောင်ငါ့ကိုနောက်ဆင်အောင်မှတ်နေတာဟမ်ဖြောက်ထူဖြောက်မိတန်ဒီအဖေကမင်းသားကြီးစိန်မြင့်မေယိုးကိုလက်သေးပြင်ထွေးထွက်လာတော့အတန်ဖြစ်၏ ခွန့်ဟုမမိသည်မှာตาအေးမဟုတ်၍ငဲ့ညာထိုးလိုက်သောကြောင့်သာဖြစ်ပါသည်ပြီးတော့ကျွန်တော်အလှဲ့မငင်းသာတော့၍မေးရုပ်ကိုမော့ပေးလိုက်ရသည်သို့တော့ကျွန်တော်ကမင်းသားပဲအဖေလက်သည်မေးရုပ်ပေါ်ကျလာသည့်စက္ကပ်ပိုင်းလင်းပါတယ်အချိန်နဲ့နောက်သို့ရုပ်ရှင်ဖိုင်တင်ရိုက်တကယ်သို့အလိုက်တင်လှန်ချလိုက်ရဟာလှန်ချလိုက်ရဖြောက်ဖူပင်အတန်မမြည်ပဲကျွန်တော်ကကျမ်းပေါ်ပုံရက်သားနောက်တစ်ယောက် အကယ်ဒမီမဝနသူကအကယ်ဒမီဒါရိုက်တာစုရထားပြီးအိုက်တင်မလုပ်တဲ့လုံရရရင်ခံရရမယ်ဟုခံယူထားသူအဲအရက်တောက်ထားပြီးပြီဆိုရင်တော့ over acting တွေဖြစ်ကုန်တတ်ပါလိမ့်ထို့နောက်ထို့ကြောင့်ခွတ်အဖေလက်သည်သည်သူ့ပါယုံငုံငုံပေါ်သို့အတန်ပြူလိုက်ပါလေပြီမောင်ဝန်းသားကလည်းအရက်တစ်ခုဖြင့်နှစ်ဆတိုးလေပြီ ပထမတစ်ချက်ဂျိုင်သွားပြီးသူ့ကိုသူပြန်မှတ်ဤပြီးတော့ငိုတမ်းမှာကြီးဖြင့်ထိုးမှဖြစ်ဖြစ်ထတ်ထိုးလိုက်စမ်းမှာသူကအကယ်ဒမီအိုက်တင်ကိုလောက်ပါကြည်ပြီတို့တော့ဥတာရုကသူ့ရင်အကယ်ဒမီယူခဲ့သူသားဖြစ်ဒီကိုမူဘသူမှငင်းလို့မရဟာနွားဖြစ်မဲ့ကောင်ထိုးရဲကွာထိုးရဲခွအောက်မလေးမောင်ဝနတ်တီတေဆောင်ပြင်ပေါ် ထွက်ပြေးလေးပြီတကားတောက်ကြစားတော့အမတ်လေးလေးလေးအော်ကူလာနှထောင်ပြည့်နဲ့ဟလိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်အပိုင်းတွေမှာဘယ်လိုဆက်ပြီးအလွဲတွေဖြစ်ကြအောင်လဲကျွန်တော်တို့ဆက်ပြီးနှထောင်ချအောင်ပါခင်ဗျာရှင်သားပါ